ရခိုင်ပြည်နယ်အတွင်းတပ်ပေါ်ရင်းမှာဆစ်ရှုံနေတဲ့စစ်ကောင်စီတပ်ဟာမြို့ရီရွာတွေစတင်ကြောင်းနေတဲ့ဆေးရုံတွေကိုနေညမရွေးလေကြောင်းရေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်လာတဲ့အတွက်စစ်ရေးသတိရှိကြဖို့ရခိုင်မျိုးသားဖွဲ့ချုပ် ULAA ကစက်တင်ဘာလ29ရက်မှာတိုက်တွန်းလိုက်ပါတယ်။ရခိုင်ပြည်နယ်ကလူစုလူဝေးဖြစ်စေတယ်လို့ယူဆရတဲ့နေရာတွေကိုလေကြောင်းရေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်တာတွေကိုပုံမလုံဆောင်လာနေတဲ့အတွက်ရခိုင်ပြည်သူတွေအနေနဲ့အရင်ကထက်သတိထားကြဖို့နဲ့စစ်ရေးသတိရှိကြဖို့ ULAA ကတိုက်တွန်းပါတယ်။ စစ်ကောင်စီတပ်ကအေအင်းနဲ့ရင်ဆိုင်နေရတဲ့တိုက်ပွဲတွေမှာစစ်ရေးရှုံးနေပြီးအတင်းအဓမ္မဆူဆောင်းခံထားရတဲ့စစ်ကောင်စီတပ်သားတွေဟာလည်းတိုက်ခိုက်လို့စိတ်မရှိပဲထွက်ပြေးတာနဲ့အလင်းဝင်ကြတာတွေနေတိုင်းဖြစ်ပျက်နေတယ်လို့ ULA ရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်စစ်ကောင်မရှင်တက်ဟာစက်တင်ဘာလ26ရက်ကတောင်ကုန်းမြို့ကိုလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့စက်တင်ဘာလ28ရက်နဲ့28ရက်နေ့တွေမှာလည်းတန်တွဲမြို့ကိုလေကြောင်းနက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။စက်တင်ဘာလ29ရက်မှာလည်း ပလက်ဝမြို့ကိုလေကြောင်းတိုက်ခိုက်ခဲ့ပြီးတော့ရဲသေးတော်မြို့နယ်ကိုလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့သိရပါတယ်ရှင်။